မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်ညောင်မင်္ဂချေးပါအနီးမှာအကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်က10ဦးကျော်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ6ရက်နေ့မွန်းလွဲ2နာရီခွဲအချိန်ကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေအကြမ်းဖက်စစ်သားအင်အား100ခန့်နဲ့ စစ်ကားအကြီး၃စီးတို့ဟာဘူးတလင်မြို့ဘက်ကိုမုံရွာရေဦးလမ်းအတိုင်းထွက်ခွာလာရာညောင်မင်ကန်ချေးရွာနီးအရောက်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့များကကြားပြတ်တိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းသေဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာဘူးတလင်မြို့ပေါ်မှာရှိတဲ့စစ်သားများနဲ့တပ်အချင်းပြောင်ပြုတ်လို့ရန်ထွက်ခွာလာခြင်းဖြစ်ပြီးတော့တိုက်ခိုက်ခံရမှုကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတပ်အတွင်းကဟာဝဇာလက်နက်ကြီးများနဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒေသခံကာကွယ်တပ်ဖွဲ့တွေရဲ့ပြောပြချက်အရတော့အဲ့ဒီတိုက်ပွဲမှာစစ်ခွေးဆယ်ကောင်ထက်မနည်းသေဆုံးသွားတယ်လို့သိရပါတယ်တိုက်ခိုက်မှုဖြစ်နေစဉ်အတွင်းမှာအရက်သားပြည်သူကားတွေဖြတ်တန်းသွားလာနေတာရှိပါတယ်အဲ့ဒီအချိန်မှာပြည်သူကိုငဲ့ကွက်နေရတဲ့အတွက်လောက်ရကန်ရတာအခက်အခဲတချို့ဖြစ်ခဲ့ပါတယ်ပြည်သူများအနေနဲ့စီရဲအသည့်စီရဲသတိနဲ့လမ်းကြောင်းအခြေအနေကိုကြိုတင်စုံစမ်းပြီးမှသာအသွာလာပြုလုပ်ကြဖို့မြစ်တာရက်ခံလိုပါတယ်လို့ဘာတူကျွဲကော်လမ်ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကို North Western People Defense Force ရင်းမာပင်ခရိုင်အမှတ်9တပ်ရင်းက ဘာသူကျွဲကော်လမ်ရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းအာဏာပိုင်များကမဲဆောက်ကနေတဆင်မြောက်ရီဘက်ကိုလောင်စာဆီတင်ပို့မှုများကိုတရားဝင်တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားပြီးတော့ စီတဲ့တဲ့ကားများအလုံးကိုလည်းမဲဆောင်မှာရပ်တန့်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းဆိုရကထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာကြီးထွားနေတဲ့တရုတ်ကြားဖြန့် online ငွေလိမ်ရာဇဝတ်ဂိုင်းများကိုနှိမ်နင်းရန်ကြိုးပမ်းမှုအဖြစ်နဲ့မြန်မာနိုင်ငံကိုလျှက်စစ်ဆက်သွယ်ရေးကွန်ရက်နဲ့လောင်စာဆီတင်ပို့မှုများကိုဖေဖော်ဝါရီလ9ရက်နေ့ကစပြီးတော့ရပ်ဆိုင်းခဲ့ပြီးတဲ့နောက်မဲဆောင်မှာလောင်စာဆီတဲတဲ့ကားတွေအလုံးကိုလည်းရပ်တန့်ထားတယ်လို့သိရပါဗျ။မြန်မာဘက်ကမြည်သည့်မှောင်ခိုတင်သွင်းမှုမှမရှိကြောင်းထိုင်းအာဏာပိုင်များကပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံ ်မြဝတီဘက်အချမ်းမှာလောင်စာစီဈေးနှုန်းများမြင့်တက်လျက်ရှိပြီးတော့ဓာတ်စီတလီတာကိုပြင်ပမှောင်ခိုဈေးကွက်မှာ2000ကျွဲအထိဈေးပေါင်နေကြောင်းမြဝတီဒေသခံပြည်သူများကပြန်လည်တွေ့ပြထားပါတယ်စီဆိုင်တွေကတော့လက်ကျန်စီရှိသလောက်တော့ရောင်းမေးနေပါတယ်အခုကစီကအပြင်မှာမှောင်ခိုဈေးကွက်လို့ဖြစ်နေတယ်ဓာတ်စီတလီတာကို1000ကျွဲကနေ2000အမြင့်ဆုံး2000ကျွဲအထိတောင်မှဈေးပေးပြီးတော့ဝယ်နေကြတယ်ဈေးကစားကြတာကြောင့်လည်းပါတယ်စီဈေးကတော့လန်ထွက်နေတာပဲဒါကြောင့်ဝယ်ခြင်းတလောက်ဝယ်လို့မရဘူးအခုကမဲဆောက်ဘက်ကစီမရရင် အာရှလမ်းမကြီးဘက်ကလည်းစီရီလာစရာလမ်းကြောင်းမရှိတော့ဘူးလေအဲ့ဒါကြောင့်စီပြတ်မာကိုစိုးရင်ပြီးတော့အလို့ရက်ဖြစ်နေကြတာလို့မြောက်ရီမျိုးကကုံတဲတူကပြောပြထားပါတယ်ထိုင်းအစိုးရပိုင်းလောင်စာစီကုမ္ပဏီ PTT Wall and Retail Business PLC OR ကလည်းမြန်မာနိုင်ငံဘက်ကို လောင်စာဆီများတင်ပို့မှုများကိုရက်ဆိုင်ရန်ပြင်ဆင်နေကြောင်းမနေ့ကဘန်ကောက်ပို့စ်သတင်းစာမှာဖော်ပြထားပါတယ်။လက်ရှိထိုင်းမြန်မာနယ်စပ်အမှတ်နဲ့တရားကနေထိုင်းဘက်အချမ်းကိုအပြန်အလှန်နှစ်နိုင်ငံကုန်ကားတချို့ဝင်ရောက်မှုရှိတော်လဲထိုင်းအစိုးရကမြန်မာဘက်အချမ်းကိုလောင်စာဆီများကိုအထူးကန့်သက်စစ်ဆေးပြီးတော့တားမြစ်ပိတ်ပင်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကဏီမြို့နယ်စုလေကုန်းစံပြရွာကိုစစ်တပ်ကစစ်တပ်လေးထီးများနဲ့ဘုံကျဲပစ်ခတ်ခဲ့ရာပြည်သူတအုပ်တေဆုံးကတအုပ်တန်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့ဖေဖော်ဝါရီလ9ရက်နေ့မနက်3:00 3:00နာရီ30မိနစ်အချိန်မှာမုံရွာမှာရှိတဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်သားများကစစ်တပ်လေးထီးများနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စုလေကုန်းစံပြရွာကိုတိုက်သွားခြင်းဖြစ်တယ်လို့သိရပါတယ်ဘုံကနှလုံးကျဲသွားတာဗျတလုံးကဖုံးတော်ကြီးအကြောင်းကိုကျဲချတာ ခုံကြီးကြောင့်ပျက်စီးသွားတယ်လို့ကားတစ်စီးလည်းပျက်စီးသွားပါတယ်နောက်ထပ်တစ်လုံးကရွာရဲ့အနောက်မြောက်ပိုင်းပရိဘောကလုတဲ့အိမ်ကိုကျဲချသွားတာပါ အဲ့ဒီမှာကဘူးတလင်မြို့နယ်ရွာမွန်ရွာကနေပြီးတော့အလုလာလုတဲ့အမျိုးသားတဦးတေဆုံးပြီးတဦးတန်ရာရရှိခဲ့ပါတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်။ကဏီမြို့နယ်အတွင်းစုလေကုန်းရွာဟာစံပြကျေးရွာတရွာဖြစ်ပြီးတော့ပြည်သူအများစုဟာတောင်ရလုပ်ငန်းကိုလုပ်ကင်စားတော့တဲ့ကျေးရွာတရွာဖြစ်ကပြည်သူကာကွယ်တပ်များစိုးမိုးအုပ်ချုပ်ထားတဲ့နယ်မြေလေးဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မကွေတိုင်းစိတ်ဖြူမြို့နယ်ထွန်ကျေးရွာပွင့်ဖြူမြို့နယ်ရေရင်ကျေးရွာပခုတ်ကူမြို့နယ်ကျွန်းချောင်းရွာ ပေါ့မြို့နယ်ချက်ကန်ရွာစိတ်ဖြူမြို့နယ်ကပ္ပစ21အနီးတို့မှာလဲစစ်တပ်၄ထီးများကိုအုံပြုပြီးတော့တိုက်ခိုက်မှုများကိုစစ်တပ်ဘက်ကလှုပ်ဆောင်ခဲ့တယ်လို့ဒေသခံတော်လိုင်းရေးတပ်များကသတင်းထုတ်ပြန်ထားပါတယ်ဖေဖော်ဝါရီလ2ရက်၊4ရက်နဲ့9ရက်နေ့များမှာ စစ်တပ်လေထီးများနဲ့တိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူတွေထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့စစ်တပ်လေထီးများပြန်တန်းနေတာကိုတွေ့ရှိပါကမပေါ့ဆကြဘဲနဲ့ဂရုစိုက်ကြပါရန်နဲ့လေကြောင်းတရိပ်ပေးချန်တာများအခြားတိုက်ရဲတပ်ဖွဲ့များနဲ့မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ Messenger ကိုသစ်တရင်ပေးပို့ကြရန်လဲမကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကမြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေနဲ့မတရားဖမ်းဆီးခံရသူ185ဦးရှိလာပြီးတော့ရွှေတန်းစစ်မြေနာပြင်းတွေကိုပို့ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ1ရက်နေ့မှာဒီမိုကရေစီစံနှုန်းများနဲ့ကန့်ညူမှုမရှိတဲ့စိုက်ဘာလုံခြုံရေးဥပဒေကိုစစ်ကောင်စီနဲ့အပေါင်းပါလူတစုကပြဋ္ဌာန်းခဲ့ပြီးတော့အဲ့ဒီဥပဒေကိုအကြောင်းပြုပြီးတော့မြန်မာနိုင်ငံတော်ဝမှာရှိတဲ့စစ်ကောင်စီထိန်းချုပ်တဲ့မြို့ပြကျေးလက်လမ်းများပေါ်မှာ ဖုံးများကိုစစ်ဆေးကအကြောင်းပြချက်မခိုင်လုံတဲ့ဆွဆွဲချက်များနဲ့လူငယ်အများအပြားကိုဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့သိရပါဗျ။ကလေးမျိုးမှာမျိုးပြလူငယ်ရက်ကွက်များမှသာမကဘာသာရေးအဆောက်အအုံပြရဝုံများအထိပါလူငယ်များကိုအကြောင်းမဲ့ဖမ်းဆီးလျက်ရှိရာ စစ်မှုထက်အပတ်စဉ်6ဥတွက်45ဦးဖမ်းဆီးခံရပြီးတော့ချင်းပြည်နယ်ရှေ့တန်းစစ်မြနာပြင်ကိုပို့ဆောင်ခံခဲ့ရတယ်လို့သိရပါတယ်အပတ်စဉ်9ဥတွက်လည်းလူငယ်အယောက်90ဖမ်းဆီးခံရပြီးတော့ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်တွေကိုပို့ဆောင်ခံရတယ်လို့သိရပါတယ်အလားတူပဲစစ်မှုထက်အပတ်စဉ်8ဥတွက်လူငယ်အယောက်30ကိုလည်းဖမ်းဆီးကစကိုင်းနယ်တောင်ကြီး ဘာထူးအထူးတက်နယ်ကိုပို့ဆောင်ခဲ့ပြီးတော့အပတ်စဉ်ကိုအတွက်ဇန်နဝါရီလကနေပြီးတော့ဖေဖော်ဝါရီလအတွင်းလူငယ်အယောက်60ကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။အခုကောက်ခံရရှိတဲ့အချက်လက်များဟာမြေပြင်အချက်လက်နဲ့အနီးစပ်ဆုံးဖြစ်စေရန်ကောက်ယူထားခြင်းဖြစ်ပြီးတော့မြေပြင်အချက်လက်ဟာအခုထက်တောင်မှပုံမှန်ပြီးတော့များပြားနိုင်တယ်လို့ ကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။ဒါကြောင့်ကလေးမျိုးဒေသနေလူငယ်များအနေနဲ့ညအချိန်မတော်နေအိမ်ပြင်ပများကိုသွာလာခြင်းမလိုလားပဲနဲ့ပျော်ပွဲရှင်ပွဲနဲ့ခရီးထွက်ခြင်းများကိုတက်နိုင်သမျှရှောင်ကျဉ်ကြရန်အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တို့ရဲ့သွာလာလှုပ်ရှားမှုများကိုမျက်ခြေမပြတ်အကဲခတ်ပြီးတော့ချိုးတင်ရှောင်ရှားကြရန်နဲ့နေအိမ်ပြင်ပကိုသွာလာမယ်ဆိုပါကအကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေရှိတဲ့နေရာများကိုအတက်နိုင်ဆုံးရှောင်ကွင်းပြီးတော့ VPN application တွေအပါအဝင်ဖြတ်တင်ဖြတ်ထိုက်ဒါတွေကိုကြိုတင်ပြီးတော့ဖြတ်ထားကြရင်တိုက်တွန်းထားပါရယ်အကြမ်းဖက်စစ်ကောင်စီက၎င်းတို့ရဲ့နေဝင်ချင်းနှီးတဲ့နှီးလာတာနဲ့အများနိုင်ငံရေးထွက်ပေါက်အဖြစ်နဲ့အတုအယောင်ရွေးကောက်ပွဲတရက်ကိုပြင်ဆင်လျက်ရှိကစစ်ရေးထွက်ပေါက်အဖြစ်နဲ့နိုင်ငံတော်ဝန်လုံးမှာစစ်ရာဇဝတ်မှုများကိုနေစဉ်နဲ့အများကျူးလွန်လျက်ရှိတယ်လို့ကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီကထုတ်ပြန်ပြောဆိုထားပါရယ်ကလေးဒေသနေပြည်သူတရက်လုံးအနေနဲ့စစ်အာဏာရှင်စနစ်အပီးတိုင်ခြုံငင်းရေးအတွက် အကြမ်းဖက်စစ်ကောင်စီရဲ့ဖိနှိပ်မှုအပေါ်ရရနီလန်းအတွေ့အကြုံနဲ့အန်တုကထွက်ပေါက်မပေးဘဲနဲ့ဝိုင်းဝန်းပိတ်ဆို့ကြရန်ဆက်လက်တောင်းဆိုထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမှာတရက်ကွက်ကိုလူငယ်၃ဦးနှုတ်နဲ့မြို့နယ်တစ်ခုကိုတလားကိုအ ਨੇ စုံစစ်မှုထမ်းတပ်သား80ဦးစုဆောင်းထားရန်တပ်ဆိုင်ရာစစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့အစဉ်စင်ကညွှန်ကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလအတွဲမှာဖွင့်လင်မယ်။စစ်မှုထမ်းအပတ်စဉ်30ကစတင်ပြီးတော့မြို့နယ်တစ်ခုကိုအ ਨੇ စုံစစ်မှုထမ်းရမယ့်တပ်သားတဲ့လူငယ်အယောက်80ကိုစုဆောင်းထားရန်နဲ့တရက်ကွက်ကိုလူငယ်၃ဦးနှုတ်နဲ့လစဉ်အလဲကျပုံမှန်စစ်မှုထမ်းခေါ်ယူရန်ညွှန်ကြားလာတယ်လို့သိရပါတယ်။တရက်ကွက်ကိုလူဦးရေ၃ဦးနှုတ်နဲ့မြို့ နယ်တစ်ခုကိုလူဦးရေ80ဦးနှုန်းစုဆောင်းထားကြဖို့အနီးကမ်းမှစုဆောင်းတာမျိုးမလုပ်ကြဘဲချိုးတင်ပြင်ဆင်ပြီးတော့ရှေ့လာမဲ့စစ်မှုထမ်းအပတ်စဉ်တွေအတွက်ချိုးတင်ပြင်ဆင်ထားကြဖို့ငွေကြေးတောင်းယူတာတွေနဲ့ငွေညစ်တာတွေကိုမလုပ်ဖို့အဲ့ဒါတွေကိုထိထိရောက်ရောက်အေးအေးယူမယ်ဆိုတာမျိုးတွေညွှန်ကြားလာပါတယ်လို့ကမာရုံမြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့နဲ့တိုက်ရိုက်ပတ်သက်နေတဲ့သတင်းရင်းတွေကပြောကြားထားပါတယ်လက်တလုံးမှာရန်ကုန်တိုင်းဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်52ရပ်ကွက်မှာညစဉ်ညတိုင်းလို့လို့အုတ်ချုပ်ရေးမှုခင်းစော်ဝင်း ပြည်သုံးလုံးပါတီကအမတ်လောင်းပြုတ်ညီညီဦးရာအိမ်မူမောင်ဝင်းစရေးမမိထထတို့ကလူငယ်များကိုစစ်မှုထမ်းရန်အတွက်အစီအစစ်တယ်ဆိုပြီးတော့ဝင်ရောက်ဖမ်းဆီးလျက်ရှိရာဒီကနေ့အထိကိုလူငယ်အယောက်30ကျော်ဖမ်းဆီးခံထားရတယ်လို့ဒေသခံပြည်သူများကပြောပါတယ်ညတိုင်းညတိုင်းစစ်တပ်နဲ့ရဲတွေကိုခေါ်ပြီးတော့အစီအစစ်နေစစ်နေပါတယ်အစီအစစ်ရင်းနဲ့လူငယ်တွေနဲ့အရွယ်ရောက်ပြီးသားလူငယ်တွေကိုတခါတည်းဖမ်းပြီးတော့စစ်တပ်ထဲကိုအပ်နေတာ အခုလူငယ်အယောက်30ကျော်နေပြီညတိုင်း SSS ပြီးတော့လူငယ်တွေကိုဖမ်းနေတာပါမိဘတွေကတော့ညတိုင်းငိုယိုနေရတာပေါ့လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်ရန်ကုန်တိုင်းဟာစစ်မှုထမ်းတပ်သားတွေများကိုလိုအပ်တဲ့အရေးအတွက်ထက်များစွာစုဆောင်းနိုင်တဲ့နေရာဖြစ်ပြီးတော့စစ်မှုထမ်းတပ်သားတွေများရရှိရန်အဓိကရှာဖွေနိုင်တဲ့နေရာလည်းဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်စစ်တပ်ကရန်ကုန်မြို့မှာစစ်မှုထမ်းတပ်သားတွေများချုပ်တင်စုဆောင်းထားရှိရန်ညွှန်ကြားချက်များထွက်ရှိလာခြင်းဖြစ်တယ်လို့ ပမာယုံမြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့နဲ့တိုက်ရိုက်ပတ်သက်နေတဲ့သတင်းရင်းမြစ်ကတုံးသက်ပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်ဘော်လခဲမြို့နယ်နန်းဖဲချေးရွာအုပ်စုအတွင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်က လေးရောင်းကနေပြီးတော့ဘုံချဲတက်ခိုက်ခဲ့ရာအမျိုးသမီးတဦးတေဆုံးပြီးနေအိမ်ဈေးဆိုင်တလုံးပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ6ရက်နေ့ည9:00နာရီကအချိန်မှာဘော်လကဲမြို့နယ်နန်းဖဲချေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေးရောင်းကနေဘုံချဲတက်ခိုက်ရာဈေးရောင်းချနေသူအမျိုးသမီးတဦးတေဆုံးပြီးဈေးဆိုင်တစ်ခုလုံးနဲ့ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။မနေ့ညက9:00နာရီလောက်မှာဖြစ်တာပါ။စစ်ကောင်စီကနန်းဖဲချေးရွာအုပ်စုထဲမှာရှိတဲ့နေရာတနေရာကဈေးဆိုင်လေးကိုဘုံချဲတက်ခိုက်ခဲ့တာပါ။ဈေးရောင်းနေတဲ့ဈေးဆိုင်ပိုင်ရှင်အမျိုးသမီးတဦးတေဆုံးသွားပါတယ်။ ်ဒေသုံးသူကတော့တအုပ်ပဲရှိတယ်လို့သိရတယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ဒါအပြင်ကရင်နီတော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်တို့ကြားမှာကရင်နီပြည်နဲ့ရှမ်းပြည်နယ်အဆက်မိုးပြဲမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးတော့စစ်တပ်ကလေရင်နဲ့အရဲသားပြည်သူများနေထိုင်ရာခြေရွာများကိုပိတ်မထားပြီးတော့ဘုံကျဲတိုက်ခိုက်မှုများကိုလှုံ့ဆော်နေကြောင်း တော်လိုင်းရှိတန်းသတင်းအရေးမြစ်ကပြောဆိုထားပါရယ်ဖေဗူလာ9ရက်နေ့ကစတင်ပြီးတော့မိုးပြဲမှာကရင်နီတော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲတွေပြင်းထန်နေခြင်းဖြစ်ပြီးတော့စစ်တပ်ကအလုံးရဲနဲ့ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါရယ်စစ်ကောင်စီကနေညာမပြတ်စစ်လေယံများနဲ့လည်းဘုံကျဲချလျက်ရှိတယ်လို့သိရပါရယ်မိုးပြဲဘက်ကိုစစ်တပ်ကအလုံးရဲနဲ့ကိုထိုးစစ်ဆင်နေတာစစ်မှုထမ်းတပ်သားတွေများတယ်လင်းရင်တွေကလည်းတောက်လျှောက်ကိုဘုံကျဲနေတယ်လို့ရှေ့တန်းမှာရောက်ရှိနေတဲ့တော်လိုင်းရဲ့သတင်းအရေးမြစ်ကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာတနိုင်ငံလုံးမှာရှိကြတဲ့မိဘပြည်သူများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ